မင်္ဂလာပါဒီချက်တင်နာဖြစ်ပါတယ်ဒီချက်တင်နေတင်မှာ grade 12 math ရဲ့ chapter 1မှာ exercise 1.5ရဲ့ number 2လေးကိုကြည့်မယ်နော် number 2လေးမှာက find the q root of q root ဆိုတော့တုံထက်ကရင်ရှာခိုင်းတာဖြစ်တယ်နော်တုံထက်ကရင်ရှာခိုင်းတယ် the following complex number အောက်မှာပေးထားတဲ့ complex number တွေဆိုရှေ့မှာ1လဲတွက်ပြီးပြီးဆိုတော့နားလဲနေလောက်ပြီးဆိုရင် line ပြောမယ်နော်နာမည်မပိုင်အရင်ဆုံးသူ့ဘာထားလိုက်ဇက်ထားလိုက်ဆိုတော့ number a မှာ let เนาะอะไรเกณง์เลืกว่าท่า z โลดทามาพิเศษด้วย z equal to one plus i ก็จะในฟ a t e form เมื่อ one comma one เนาะแล้วส่วน x ตามพูกันเลย one y ตามพูกันเลย one อัลูจินเนส่วน square root of one square plus one square สุดด้วยเราอย่างเลย root two อย่างเลยแล้วส่วน cos sin theta ลูจินเน y by r မို့လို့1 by root 2ပြီးရင် cos theta လို့ကျင်နေဆိုရင် sin အဲ cos theta ဆို x by r ဖြစ်တဲ့အတွက်1 by root 2เนาะအဲ့တော့1 by root 2 1 by root 2ဆိုတန်းတည်နေပြီအဲ့ဒါဘယ်လောက်လဲ45 degree เนาะ45ဆိုတော့ pi by 4ပေါ့အဲ့တော့ quadrant လေးစဉ်းစားမယ်ဆိုရင်1 1လို့ပြောတဲ့အတွက်အဲ့ဒါဘယ် quadrant မှာရှိမှာလဲ plus plus မို့လို့ first quadrant မှာရှိမယ် 45ဖြစ်တဲ့အတွက်အလေတဝက်တက်တဲ့မှာရှိမယ်တချို့ရဲ့ terminal site ကเนาะအဲ့ဆိုဒီမှာ point ရေးတဲ့အခါမှာ z ဒီဘယ်လောက်တယ်လဲ1.1ဖြစ်မယ်ပြီးရင်ဒါလေးက r ဖြစ်မယ် theta ဒီအပေါ်ဘက်ကိုလှည့်မယ်ဒါ theta ဒါက x ဒါက y ဒီမှာ0เนาะကဲအဲ့တော့ဆိုရင် down the အပေါ်လှည့်တာဖြစ်တဲ့အတွက် plus ပဲယူမှာမို့လို့ theta tan 4ဒီဘယ်လောက်ဖြစ်မှာလဲ pi by 4เนาะ နားလည်လား UNESCO ကုတ်တင်ထားတာလည်းဖြစ်တယ်။ရှေ့မှာတီချာတို့ဒီအလွတ်ချက်ခိုင်းထားတာလည်းဖြစ်လို့တီချာတန်းပြောတာဖြစ်တယ်။အလုပ်မှမဟုတ်ဘူးဆိုတီချာတို့ကကယ်ကူလေတာနှိပ်ကြည့်လို့ရတယ်နော်။အဲ့ဒါကိုကယ်ကူလေတာနှိပ်လိုက်ဘသူ့ကိုနှိပ်ကြည့်ရမှာလဲ။အဲ့တော့မနှိပ်ကြည့်မှာလဲ sin inverse of 1/2တို့မဟုတ် √2/2 ကိုနှိပ်လိုက်နှိပ်လိုက်တဲ့အခါမှာတီချာတို့ဘာရမလဲ။ by by force ထွက်လာမှာနော်။အဲ့တော့ sin inverse နှိပ်ကြည့်လို့ရပါတယ်။ သဘောပေါက်လား cos inverse ကိုပဲနှိပ်ကြည့်ကြည့် sin inverse ကိုပဲနှိပ်ကြည့်ကြည့်ရတယ်เนาะသဘောပေါက်လားဒီချက်တော့တော့ကြက်ထားပြီးသားတွေဒီမှာ quadrant တွေစဉ်းစားတာတွေတည်ပြီးသားမို့လို့ဒီချက်တန်းရေးလိုက်တာဖြစ်တယ်เนาะ calculator နှိပ်ယူလဲရတယ်ဆိုတော့တီတန်ရသွားပြီဆိုတဲ့အတွက်မလုပ်ပြရမလဲ z ကဲ trigo form ကိုရေးမယ်ဆိုတော့ r ဆိုတော့ reduce เนาะ cos theta ဆိုတဲ့အတွက် cos π 4 plus i sin ိုင်းပိုင်းဖို့နော်ကဲဟုတ်ပြီအဲ့ဒါဆိုချေရူ WK ရေးမယ် WK ဆိုတဲ့အတွက်မေးတာကကျူရူဖြစ်တဲ့အတွက်အခုဒီချေရူ root 2ပေါ်မှာ power 1/3ဖြစ်သွားမှာပေါ့နော်အဲ့ဆိုတော့ root 2 r power 1/n ဆိုတော့1/3နော်ပြီးရင် cos theta plus 2k ဆိုတော့ cos theta က π/4 plus 2k π ဘိုင်3ဖြစ်သွားမယ်เนาะ base က3จุรุမို့လို့ဘိုင်3ဒါလေးကိုဝင်ခတ်မယ်ပြီးရင် plus i sin ဘိုင်ဘိုင်4 plus 2 k ဘိုင်ဘိုင်3ဒါဆိုချေရိုခီတန်ဘူးရေးတဲ့အခါ k ဒီဘယ်လောက်ဖြစ်မလဲ k equal to ဒီ0ကစမယ်3ထက်1ရော့ဆိုတော့0 1 2ဖြစ်မှာပေါ့ နော်ကဲဟုတ်ပြီအဲ့ဒါဆိုတချို့တို့ဒါရပြီဆိုပထမဆုံး W0 ဆိုရင်ဒုခိပိုင်းက0ဖြစ်သွားမယ်နော်ဒါက0ဖြစ်သွားရင်ပိုင်းပိုင်း4ပိုင်း3ကျန်မှာမလားအဲ့ဒါဆိုတော့4 3 2စနစ်မို့လို့ပိုင်းပိုင်း12ဖြစ်သွားမယ် cos ပိုင်းပိုင်း12နော်အဲ့တော့ cos ပိုင်းပိုင်း12ဆိုတော့အခုဒီက root 2 power 1 by 3လေးကဘယ်လိုဖြစ်သွားမှာလဲ root 2ဆိုတာကမနဲ့တူရလဲ2 power 1 2အဲ့ဒီပေါ်မှာမှာ1 3ဆိုတော့3နဲ့လီ6ဆိုတော့2 power 1 6ဖြစ်သွားမှာเนาะเนาะ cos π 12နဲ့ရေးရမှာအဲ့ဆိုရင် w 0ရေးပြီးဆိုတော့2 power 1 6 cos ဘာရသွားလဲ π 12 plus i sign by by 12เนาะဟုတ်ပြီအဲ့ဒါဆိုရင်2 power 1 by 6ကိုဒီချက်ဒီတိုင်းပဲထားလိုက်မယ် cos by by 12ကိုနှိပ်လိုက်တာကဘယ်လောက်ရလဲ cos by by 12 root 6 root 2 by 4เนาะ root 6 root 2 by 4 sin by by 12ကိုနှိပ်ပါရမယ် root 6 root 2 by 4 အိုင်ရမယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုတချက်တရား1.6ကဝင်မြောက်ရင်မပြတ်တဲ့အတွက်တချက်ဒီတိုင်းလေးပဲထားလိုက်မယ်နော်သူက6 root ဖြစ်သွားမှာကိုနော်ဒူပါဝါ1.6ဆိုတာဖြစ်သွားမှာလေ6 root ဖြစ်သွားမှာဆိုတော့အဲ့တိုင်းထားလိုက်မယ်ပြီးရင် w1 လေးအော် w1 လေးဆိုရင်ဒီလိုကဘလောက်ထဲမှာလဲ1ထဲမှာဖြစ်တယ်ခီနီယာမှာ1ဆိုတော့2ပိုင်းဖြစ်မှာเนาะအဲ့တော့ပိုင်းပိုင်း4 2ပိုင်းပိုင်း3ဖြစ်မှာ pi by 4 plus 2 pi pi 3ဆိုတော့ကျ into 1 by 3ပေါ့နော်အဲ့ဆို4နဲ့4က6ဆိုတော့ဒါနဲ့ဆို9 pi by 12ဖြစ်သွားမယ်နော်9 pi by 12ဆိုတော့2 power 1 by 6 cos 9 pi by 12 plus i sin 9 pi by 12ကျဟုတ်ပြီနှိပ်အောင်အဲ့ဒီမှာ 9ပိုင်ပိုင်12ဘယ်လောက်ရတယ်လဲလို့နော် cos 9ပိုင်ပိုင်12ကဘယ်လောက်ရလဲ minus root 2 by 2ပြီးရင် plus နောက်တစ်ခုက9ပိုင်ပိုင်12 sin 9ပိုင်ပိုင်12က root 2 by 2i နော်ဒီ i လေးကဒီရှေ့မှာရေးလိုက်ရတယ်နော်ဆိုတော့ဒါလေးတစ်ချက်ဝင်မမြောက်တော့ဘူးเนาะဒီတိုင်းထားလိုက်တော့မယ်ပြီးရင် w2 ပေါ့เนาะဆိုတော့12အထိပဲเนาะ ဆိုတော့ w2 ဆိုတော့2 power 1 by 6ကတော့2မယ်ဆိုတော့ cos မှာဒီစလိုဘလောက်တော့ထဲမှာလဲ2တော့ထဲမှာเนาะ2တော့ထဲလိုက်ရင်ဒီမှာ2ဆိုရင်ဘလောက်ဖြစ်မှာလဲနက်နက်လေးလေးဆိုတော့4 power ဖြစ်မှာမလား4 power ဆိုတော့5 power 4 4 power ဖြစ်မယ်4 power ဆိုတော့လေးလေးလေးက16ရှိရတင်းနေဆို16ဆိုတော့17 5 power အောက်မှာ3ရှိသေးတဲ့အတွက်မြောက်လိုက်တော့12ဖြစ်သွားမှာเนาะအဲ့ဆိုတော့ same thing by by 12ပေါ့တော့ for something by by 12เนาะ bin plus inside same thing by by 12ရသွားတယ်ကဲဟုတ်ပြီအဲ့ဒါဆိုရင်2 power 1 by 6 calculator နှိပ်ပါ cos something by by 12ကဘယ်လောက်လဲ cos 17 pi by 12 ga minor root 6 plus root 2 by 4 minor root 6 plus root 2 by 4 minus นะ uh, plus นอกก็ sin 17 pi by 4กูนึกตาก็ minor root 6 minus root 2 by 4สร minus ปုံทุบไล่ยินทีมา minus ဖြစ်သွားมั้ย minus root 6 plus root 2 by 4 အိုင်ရမယ်เนาะဒါပဲနားလည်လားကဲဟုတ်ပြီအဲ့ဒါဆိုရင် calculator နှိပ်နီးရတချက်စာတွေအရှိမတင်တင်ထားပြီးသားဖြစ်တယ်เนาะ example မှာတင်လုံးဟာနှိပ်တဲ့ဟာကိုတစ်ခါတည်းထည့်ပြောပြီးသားဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာရှေ့မှာ solo calculator ကိုနှိပ်တာဘာဘာနှိပ်လို့မပြောတော့ဘူးเนาะကဲဟုတ်ပြီအဲ့ဒါဆို b လေးကြည့်အောင်အဲ့တော့ b မှာကကြတော့ i เนาะ i ဆိုတော့ကျတော့ဘာဖြစ်မလဲ let set ထားမယ်เนาะ z equal to i ရှေ့မှာအတူတူတွေဖြစ်ပြီးသားဖြစ်သွားပြီ answer ဘာဖြစ်သွားလဲ0.1နော်20အတူတူပဲလေ r equal to ကဘယ်လောက်ရသွားမလဲ 1x တဲ့ y နေတချင်မရေးတော့ဘူးเนาะအဲ့ဆိုရင် sin theta ကဘယ်လောက်ရသွားမလဲ1/1ဆိုတော့1ပေါ့เนาะ cos theta ကကျတော့0.1ဆိုတော့ဘယ်လောက်ဖြစ်သွားရင်လဲ0ပေါ့เนาะအဲ့ဆိုရင်အရှိမပြောပြီးပြီ0.1ဆိုတော့ x က0เนาะ y က1ဆိုတဲ့အတွက်အပေါ်မှာရှိမယ်ဝင်ယူပေါ့ပါနော်ဒါလေးက z 0.1เนาะဒါလေးက r ပေါ့ theta ကအပေါ်လှည့်မယ်နော်အပေါ်လှည့်မယ်ဒါ theta ဒီမှာ o ရှိမယ်ဒီမှာ x axis ရှိမယ်ဒီမှာ y axis ရှိမယ်နော်အဲ့ဆို y ဝင်ယူမှာရှိတဲ့အတွက်ဘယ်လောက်မှာဖြစ်မှာလဲ by by 2အပေါ်ဘက်မှာပဲရှိတဲ့အတွက်အပေါင်းပေါ့နော် down ကဆိုရင် theta equal to ဒီဘယ်လောက်ဖြစ်သွားမလဲ by by 2ဖြစ်သွားမယ်ဆိုတော့ triangle form ยี่เม่ z equal to r r ก็ one สอดแทมยี่รอบู cos theta สอด pi by two plus i sin theta สอด pi by two เนาะสอด w k ยี่เม่ W K D R power so one power มันลบกันแทนที่ one ไหมสำหรับเชื่อไรตัวไหมสำหรับ cos theta plus 2 K pi สุดท้ายตัว pi by 2 plus 2 K pi by 3ဖြစ်သွားမယ်1ကထက်ညွန်ဘလောက်တင်တင်ပြုတ်သွားမလို့တကယ်1ဖြုတ်လိုက်တာเนาะ plus i sin pi pi 2 plus 2k pi pi 3เนาะအဆောတီချရရဲ့ k လေးဒီဘာဖြစ်ရမလဲ012ပေါ့เนาะ3ထက်1ရော့ ဆိုတော့012ကြည့်အဲ့ဒါရပြီဆိုရင် WK K equal 0ကနေစတွက်မယ် WK ဆိုရင်တချို့တို့ဒီမှာက0ဖြစ်သွားတာဖြစ်တဲ့အတွက်ပိုင်းပိုင်း2ပိုင်း3ဆိုတော့ပိုင်းပိုင်း12ပေါ့နော်အော် sorry 3 6ဆိုတော့ pi by 6ပေါ့နော်ဆိုတော့ cos pi by 6 i sin pi by 6ရမယ်ဆိုတော့ cos pi by 6 i sin pi by 6ရမယ်ပေါ့ 6အဲ့ဒါကဘာလဲ w1 ပေါ့နော် k equal to 1ဆိုတော့ sorry w0 နော် k equal to 0ကစတွက်တာဖြစ်တဲ့အတွက် w0 w0 ဒီ cos pi by 6အဲ့တော့ cos cos pi by 6ကနှိပ်ကြည့်လိုက်ရင်ဘယ်လောက်ရမလဲ root 3 by 2နော်တန်းပြီးအလွတ်ရတဲ့ကလေးရလဲရမယ်ဆိုတော့ root 3 by 2 plus sin ကြတော့1 by 2နော်အဲ့တော့1 by 2 ကဲအဲ့ဒါဆိုရင်တချို့တို့ w0 ရပြီဆိုတဲ့အတွက်ပါရင်းမလဲ w1 เนาะ w1 ဆို1သွားထည့်မယ်1သွားထည့်လိုက်2ပိုင်းပိုင်းပိုင်း2 2ပိုင်းဆိုတော့4ဆို5ပိုင်းပိုင်း6ဖြစ်သွားမယ်เนาะ5ပိုင်းပိုင်း6ဆိုတဲ့အတွက် cos 5 pi by 6 plus i sin 5 pi by 6အဲဆိုတော့အဲ့မှာနှိပ်ကြည့် cos pi pi by 6ကဘယ်လောက်ထွက်လဲ minus root 3 by 2ထွက်တယ်ပြီးရင် plus sin 5 pi by 6က1 by 2ပဲရတယ် pi เนาะအဲဆိုတော့ w1 ရပြီ w2 ဆိုရင်ဒီစရုပ်ဘာဖြစ်သွားမလဲ w2 ဆိုရင်ဒီမှာ2ထဲတော့နှစ်နှစ်လီက4เนาะအဲ့တော့4 pi 4ပိုင်နဲ့ပိုင်းချင်းကြီးလိုက်တော့6နဲ့8ဆိုတော့9ပိုင်ပိုင်6ဖြစ်မယ်နော9ပိုင်ပိုင်6ဆိုတော့ cos 9ပိုင်ပိုင်6 i sin 9ပိုင်ပိုင်6နော်အဲ့ဆို cos 9ပိုင်ပိုင်6လေးနှိပ်ကြည့်တော့ဘယ်လောက်ရလဲဘယ်လောက်ရမလဲ0ရမယ် plus နော် နောက်ကစိုင်း9ပိုင်ပိုင်6လေးဦးနေကြီး minus 1ရတယ်เนาะ minus 1 i ပေါ့အဆိုချေရောရှိက0ဖြုတ်လိုက်ရင် minus i ရသွားမယ်ဒါပဲเนาะကြောက်နော်ဟုတ်ပြီအဆိုတစ်ချက်နောက်ဗီဒီယိုလေးကိုဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ